နာသူ့ကိုဗီဒီယိုထဲမှာထည့်ပြီးတော့တိုင်းချလိုက်ရမလားသူ့အဖွဲထားမှဖြစ်မယ်အသက်ရှူကြက်ပြီးချက်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲရေချိုးကန်းထဲမှာဆိုဖာခုံရဲနောက်မှာငါသူ့ဘယ်မှာထားရမလဲအေးဟုတ်ပြီဆိုဖာခုံရဲနောက်မှာထားထားလိုက်မယ်အဲ့ဒါဆိုရင်အဆင်ပြေပြီဒီလိုနဲ့သူမကလေးငယ်လေးကိုဆိုဖာရဲ့နောက်မှာဖွက်ထားခဲ့ပါတယ်ခဏကြာမှတော့ကလေးလေးထငိုပါတယ်တော်ပါတော့မငိုပါနဲ့ငါအမေအရာလန့်လို့သွားလိမ့်မယ်အမှန်တရားတွေအားလုံးသိသွားရင်တော့ငါ့ကိုတတ်ကြမှာ မဖြစ်သေးပါဘူးသူ့အိမ်မှာထားတာတော့မဖြစ်သေးဘူးဒီအချိန်မှာအာရူရှိကလည်းဂရင်းပေါက်ကနေတဆင်နွားတင်ကုတ်ကိုမြင်တွေ့သွားပါတယ်သူလည်းစဉ်းစားမနေတော့ဘဲနဲ့ကလေးငယ်လေးကိုနွားတင်ကုတ်ထဲခေါ်သွားပါတယ်သူကလေးလေးကိုဘာဖြစ်လို့များဖွက်နေရတာလဲဒါရီကိုသိချင်တယ်ဆိုရင်တော့အကြောင်းအရာလေးကိုသေချာကြည့်ကြပါလိမ့်မယ်အာရူရှိရဲ့မိဘတွေကတော့တတော်လေးစီကံတင်ကြပါတယ်တမီးလေးကတယောက်တည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စီစနေတကြရှိစေချင်ပါတယ် ចောင်းសាលោកតា டிவி ជីរាអសាតោសារាអាយាថារាអាឡោស៊ីកានតាចាបេលោកយាបារេតិយ៉ាមករតមីយេយុឈិនបេថៃជីមនីណេសាហោពីអងលោកសាហោទេឆាលោកមេសរិនណបួកកលឿគូឈោមွေទွားលេមេតឆៃកងលោកអណាយុមនីណេលីហូកេបោអភីအရရှိကလည်းတီဗီပိတ်ပြီးနောက်မှာတော့စာထိုင်ကြံ့နေခဲ့ပါတယ်။တိုးမေကလည်းအမြဲတမ်းစာအုပ်ပဲကြိုးစားလုပ်ခိုင်းပါတယ်။အရရှိရဲ့မိသားစုဝင်တွေကတော့တာမန်မိသားစုလေးဖြစ်ပါတယ်။တတော်ရှိမှနွားကြီးတစ်ကောင်လည်းရှိပါတယ်။ အရရှိကစားလဲတော့ပါရယ်စားော်လဲကြိုးစားလုပ်တဲ့ကလေးတယောက်ပါနေလေစားထမင်းစားချင်းထမင်းစားတော့ပြီးတငယ်ချင်းတွေကတော့ကျောင်းဝင်းထဲမှာကစားဖို့ထွက်ခွာသွားပါရယ်ဒါပေမဲ့အရရှိကတော့တယောက်ထဲပဲနေနေကြပါရယ်သူမအတန်းထဲမှာလဲဘယ်သူနဲ့မှစကားမပြောပါဘူးဒါကြောင့်သူမတငယ်ချင်းတွေကလည်းသူမမကြိုက်ပါဘူးအရရှိလောကကြီးမှာ ။ "तुम စိတ်နဲ့ तुम လောက်ရတာကြိုက်တာ"ဆိုလို့အရာနှစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ "तुम ရဲ့နှွားကြီးကိုထမင်ကြွေရတာနဲ့ဖះချောင်းတက်ရတာပါ။ဒါဘလို့ဖြစ်တာလဲ"ဒါသားရဲ့ထောက်ဆောင်းလေ။ဒါဆိုရင်တော့နေရငါပြောတာလက်မခံဘူးပေါ့လေ။ဟုတ်လား။ဒီလိုနဲ့ तुम ကိုယ်တိုင်ကြွေးခဲ့ပါတယ်။ဒီအချိန်ကြမှာနှွားကြီးကလည်းစားတောက်လိုက်ပါတယ်။တော်ပါတော့တော်ပါတော့ဒါဘာလုပ်နေရလဲဟမ်။နေငါ့မျက်နှာတစ်ခုလုံးရှက်မလို့လား။ဒီနေ့တော့တော်ပါပြီ။ငါသွားလိုက်အောင်မယ်ဖះချောင်းတက်ရမယ်လေ။အရိုရှိကလည်းချက်ချင်းဖះချောင်းကိုလှည့်ထွက်လာခဲ့ပါတယ်။ အရှင်းစီလာတဲ့အခါတိုင်းကျမနွားကြီးနဲ့အတူတူရှိတဲ့အခါတိုင်းကျမရဲ့နာကျင်ခံစားရမှုဝေဒနာတွေအားလုံးကိုမေ့ပျောက်သွားတယ်တိလားကျမနဲ့အတူတူအမြဲတမ်းရှိနေပေးပါနော်ဖယောင်းကြောင့်ကနေအင်ကိုပြန်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့တည်ရမှာတော့ဒါဘလို့ဖြစ်တာလဲနေကျောင်းကပြန်လာပြီဆိုလို့ရှင်တော့တေချာသိန်းလေးဖဏတ်တွေကလည်းပွားရှုပ်နေရောပဲကျောင်းလွယ်အေးကိုရောဘယ်မှာပြစ်ထားတာလဲဒါရီအားလုံးကိုတင်းစီပြီးသွားတဲ့အခါကျရင်ထမင်းစားဖို့အတွက်ထွက်ခဲ့တော့ပင်မန်းစွန်နဲ့အင်ကိုပြန်ရောက်လာခဲ့တဲ့အခါမှာသူမအမေနာကတ်ချင်ပေမဲ့သူမအမေကတော့ဆူလိုက်ပါတယ် ။သူမလည်းပစ္စည်းတွေအကုန်လုံးတေးချသိမ်းလိုက်ပါတယ်။နောက်တော့ထမင်းစားပြီးသူမအခန်းထဲဝင်သွားပါတယ်။အခန်းထဲရောက်ကြတယ်သူမစာပြန်လုပ်ရပါတယ်။ဒီနေ့စာလုပ်ရတာစိတ်လည်းမပေါအောင်ဖခင်ကြောင့်ခဏတော့လိုက်အောင်မယ်။ဖခင်ကြောင့်ဝင်ရောက်သွားတဲ့အခါမှာခလင်းငယ်လေးတယောက်ရဲ့ငိုတန်းကိုသူမကြားခဲ့ရပါတယ်။ဒါခလင်းငယ်လေးရဲ့အော်တန်ပဲ။ဒီငိုတန်းကဘယ်ရောက်နေပြီးတော့ထွက်နေရလဲ။သူမလည်းဖခင်ကြောင့်ဝင်ထဲမှာလိုက်ပြီးတော့ကြည့်နေခဲ့ပါတယ်။သူမဖះကြောင်ဝင်တစ်ခုလုံးပတ်ကြည့်လိုက်တဲ့အခါမှာမှခြုံပုတ်တွေကြားထဲမှာခလေးလေးတယောက်ကိုသူတွေ့ခဲ့ပါတယ်။ခလေးငယ်လေးပဲဒီနေ့ရောက်ဘလို့ရောက်လာတာလဲ ဟဲ့ခလေးလေးကငငယ်လေးပဲရှိသေးတယ်။သူ့မိဘတွေကဘလို့ဖြစ်လို့ခလေးလေးကိုပြစ်သွားရတာလဲ။အော်ရှိကလည်းဖခင်ကျောင်းဝင်းထဲမှာလူရှိမလားဆိုပြီးလိုက်ရှာကြည့်ခဲ့ပေမဲ့ဘယ်သူမှမရှိပါဘူး။ဒီခလေးကငါဒီမှာတယောက်ထဲထားခဲ့လို့မရဘူး။ဒီခလေးလေးကအရင်ကငယ်သေးတဲ့အပြစ်လေကင်းစင်နေ။ဒီမှာထားခဲ့လို့တခုခုဖြစ်သွားရင်ဘလို့လုပ်မလဲ။အာရရှိကလည်းသူရဲ့ဘဝလေးနဲ့အုပ်ပြီးခလေးကိုအိမ်ဝင်ခေါ်လာခဲ့လိုက်ပါတယ်။သူမအခန်းထဲကိုခေါ်လာခဲ့ပြီးနောက်မှတော့ဖွာထားခဲ့ပြီးပါတယ်။ဒီအချိန်မှာမိခင်ဖြစ်သူရောက်လာပါတယ်။ကဲလျှော့ဒီမှာထမင်းစားလိုက်တော့ အမေကျမအခုဘိုင်းမစားသေးဘူးအမေထမင်းကိုကျမရဲ့ဇပွဲပေါ်မှာမထားနဲ့မထားနဲ့ကျမောက်ပေးဘာဖြစ်တာလဲနေ့ကကြည့်ရတာအလန်းတကြနဲ့အစင်ရောပြေရလားပြေပါရဲ့အမေရပြေတာပေါ့အခုဖခင်ကြောင့်ကလည်းလမ်းလျှောက်ပြီးပြန်လာတာဆိုတော့မောနေရအဲ့ဒါကြောင့်ထမင်းစားပြီးသွားတဲ့အခါကျလို့ရှင်တော့စားထိုင်လို့တော့ညနေအဖေပြန်လာလို့စားမရဘူးဆိုရင်တော့စိတ်ဆိုးနေအောင်မယ်နော်ငါတော့ပင်ပန်းနေပြီးခဏလေးအနားသွားယူအောင်မယ်အမေရောပကံထားပြီးထွက်ခွာသွားခဲ့ပေမဲ့အာရိုရှိတယောက်အသက်တောင်မရှူရဲပါဘူး ဒုက္ခပဲငါတို့ဘယ်မှာထားရမလဲဗီဒီယိုတွေထည့်သိမ်းထားရမလားဒီထဲမှာထည့်သိမ်းထားလို့အသက်ရှူကြက်သွားရင်ဘယ်လိုလုပ်မလဲဆိုဖာရဲ့အနောက်မှာပဲတော့ထားလိုက်မယ်ဟုတ်တယ်အဲ့ဒီနေရာအဆင်ပြေတယ်ဒီမှာဆိုဖာအနောက်မှာကလေးကိုထားခဲ့ပေးမယ်ကလေးရဲ့အော်ငိုပါလေမငိုပါနဲ့မငိုပါနဲ့ဒုက္ခပါပဲငါအမေနိုးသွားလို့ကတော့ဒုက္ခအကြီးအကျယ်တွေ့မှာသူတို့အမှန်တရားကိုသိသွားရင်တော့ငါ့ကိုတတ်လိုက်မယ်မဖြစ်သေးပါဘူးငါတို့ဒီမှာထားလို့မဖြစ်ဘူးအန်တီရမရသေးတယ်ဒီအချိန်မှာသူမကဂရင်ပေါက်ကနေတစင်နွားတင်းခုတ်ကိုကြည့်မိသွားခဲ့ပါလေ ူလည်းဘာမှစဉ်းစားမနေတော့ဘဲနဲ့ကလေးလေးကိုဆိုဖာအနောက်ကနေနွားတင်းကုတ်ထဲခေါ်သွားခဲ့ပါရီဒီမှာကြည်ရာသားရဲ့ဒါကအယုံမလေးငါဖះเจ้าမှာတွေ့ခဲ့တာငါတို့ဒီမှာပဲခဏလေးဖွက်ထားမယ်နင်တို့ကြည့်ထားပေးကြလားဒီနေရာကိုတော့အိမ်ကလူတွေကတိတ်ပြီးတော့လာကြတာမဟုတ်ဘူးနင်းစီကိုလည်းငါပဲလာတာလေဘာဖြစ်တာလဲဘာလို့ငိုနေရတာလဲဒုက္ခပဲဒီကလေးကိုဘလို့တိတ်ဝအောင်လုပ်ရမလဲကြည်ရာသူဘိုက်စနေရနေတွေ့ပါရီသူကလည်းကလေးလေးကိုအောက်ချပြီးနောက်မှာတော့နွားကြည့်ရာသားနဲ့စကားပြောနေခဲ့ပါရီရာသားငါနဲ့ပြောမယ်တေချာနာထောင်ကလေးကအယမ်းငယ်သေးတယ်သူ့ကိုနှိုးတိုက်ရမယ် ဒီလိုနဲ့အာရိုရှိကလည်းနွားနော်တွေထုတ်ပြီးခလေးကိုတိုက်ခဲ့ပါရယ်အယုံမလေးရေအခုတော့ဒီမှာပဲနေပါအောင်နော်ငါဒီကိုပြန်လာခဲ့မယ်တိလားအခုတော့နင်ဒီမှာခဏလေးညင်ညင်လေးပဲနေရာသားရေနင်တို့အသေးချာကြည့်ထားပေးဟုတ်ပြီလားအာရိုရှိကလည်းအခန်းထဲပြန်ဝင်သွားခဲ့ပြီးနောက်မှာတော့ဂရင်ပေါက်ကနေခလေးကိုကြည့်နေခဲ့ပါရယ်ဒီမှာစိတ်အေးသွားတာနဲ့စားထိုင်လို့ပါရယ်နောက်နေရောက်ရှိသွားခဲ့တဲ့အခါမှာတော့ကဲသွားသွားသွားငါနဲ့အတော်ထမင်းချိုက်တွေပါရယ်တခါတည်းထည့်ပေးပြီးသွားပြီးနင်အမြန်ဆုံးကြောင်းသွားလိုက်တော့ကြောင်းတကားပိတ်သွားတဲ့အခါကျရင်တော့ဒုက္ခရောက်နေမယ် ။အော်ရိုရှိကလည်းအမြန်ဆုံးကြောင်းဝင်သွားလိုက်ပါတယ်။ဒါပေမဲ့သူမစိတ်မပါပါဘူး။သူမခလေးကိုပဲအာယုံဆိုင်နေခဲ့မိပါတယ်။စာအုပ်လည်းတည်ချမလုပ်တော့ပါဘူး။ခဏနေလို့ရှိရင်တော့ကျောင်းဆင်းတော့မှကျောင်းဆင်းရင်တော့အမြန်ဆုံးအိမ်ကိုပြန်ရမယ်။အမေအိတ်သွားတဲ့အခါကျလို့ရှိရင်တော့အယုံမလေးနဲ့အတူတူငါဆော့ရမယ်။ကျောင်းဆင်းပြီဆိုတာနဲ့သူမအမြန်ဆုံးအိမ်ကိုပြန်ပြေးသွားခဲ့ပါတော့တယ်။အရင်တုန်းကအော်ရိုရှိအိမ်ကိုပြန်ရမှအရန်ကြောက်ပါတယ်။ အင်ကိုမပြောင်းချင်တဲ့အော်ရိုရှိတယောက်အခုဆိုရင်တော့ပျော်ရွှင်တက်ကြွစွာနဲ့အင်ကိုပြန်ပြေးလာခဲ့ပါတယ်။သူမရဲ့ပျော်ရွှင်တက်ကြွနေတဲ့ပုံစံကိုမြင်တွေ့ရတဲ့တငယ်ချင်းတွေကလည်းအားအသင့်ကုန်ကြပါတယ်။ဘလို့ဖြစ်နေရလဲအရင်တုန်းကဒီအရှမ်းကိုဝမ်းနေနေတတမဟုတ်ဘူးလား။ဘတ်တော့ပဲကြည်ကြည်မျက်နှာမှောင်ကုတ်ကုတ်နဲ့ဒီနေ့အတော်ဝမ်းသာပျော်ရွှင်နေရပေါ့လေ။ဒီနေ့နေဘာရီရသွားလို့လဲ။ကြည်အောင်ပြေးသွားပြီတွေ့ရမလား။အရင်အောင်ပျော်ရွှင်နေရသူကအခုဆိုရင်ဒါကနေစဉ်နေတိုင်းလိုလိုဖြစ်နေပါပြီ။ သူကကျောင်းရည်အိမ်ကိုပြန်ပြေးလာခဲ့ပြီးတော့အမေအိတ်သွားပြီးဆိုတာနဲ့နွားတင်းကုတ်ထဲဝင်ပြီးခလေးလေးနဲ့ဆော်ပါရီခလေးလေးပိုက်ဆက်လာတဲ့အခါမှာလည်းသူကနွားနှုတ်တွေညစ်တိုက်ပါရီနွားကြီးကလည်းခလေးလေးကိုအရန်တိုင်အောင်ဆင်ရှိနေခဲ့ပါရီလွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ထဲကအာရိုရှိကတော့ဝမ်းတာပြောရွှင်နေခဲ့ရပါ200 300လောက်တော့သူမကျောင်းသွားပါသေးတယ် နောက်ပိုင်းမှာတော့သူမကြောင်းလဲတော်မတက်တော့ပါဘူး။ကြောင်းသွားမယ်ဆိုပြီးပြင်ဆင်ပြီးအိမ်ကနေတော့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ဖေးပေါက်ကပြောင်းဝင်ပြီးနောက်မှာတော့နွားတင်းကုန်းမှာပဲတရက်လုံးနေပါတယ်။သူမကလေးလေးနဲ့ဆော့ကစားနေရတာကိုတော်တော်လေးသဘောကျနေပါတယ်။တော်သေးရပေါ့အမေကဒီနေရာကိုဘယ်တော့မှမလာလို့အမေသာလာနေကြဆိုရင်ငေါ့မိမှာ။ငါကိုရိုင်းကပဲကြောင်းမသွားခင်ရဲ့ကြောင်းကပြန်လာပြီးတဲ့အခါကျရင်နွားကိုအစာကျွေးရတာ။အမလေးအမေတို့လာလို့ကတော့ငါသေပြီပဲ။ ီလိုနဲ့ဆောင်ပွဲဖြစ်ပြီးသူမအစင်းထွက်လာတဲ့အခါမှာတော့အမှတ်တွေတော်လေးနည်းနေခဲ့ပါတယ်။သူမတင်ချာနဲ့အင်္ဂလိပ်စာလည်းတော်လေးအားနေလာပါတယ်။ဆီယာမကလည်းပြောင်းလဲသွားတဲ့အာရူရှိရဲ့အခြေအနေတွေကြောင့်အင်ကိုရောက်ရှိလာပါတယ်။အာရူရှိကအရင်တော့ဒီလိုခလေးမဟုတ်ဘူးနော်။စာအရန်ကိုကြော်တာ။အခုမမျှော်လင့်ထားတဲ့အရာတွေဖြစ်နေရဲဆိုတော့သူဘာတွေလုပ်နေရလဲဆိုတာသိချင်လို့အင်ကိုလိုက်ခဲ့ရပါ။ဆောင်ပွဲဖြစ်ပြီးတဲ့နောက်သူအเจ้าကိုမလာတာလဲကြာနေပြီ။သူအเจ้าမလာတာ၃-၅ရက်ရှိနေပြီ။ဘာပြောရဲ။အเจ้าကိုမလာဘူးဟုတ်လား။ ။သူနှစ်ရိုင်းကြောင်းပြင်ဆင်ပြီးတော့ထွက်သွားနေကြပါ။ကျမကိုယ်တိုင်ပဲသူ့ထမင်းဘူးတော့ထည့်ပေးလိုက်သေးတယ်။ခဏနေပါဦး။နင်ဘယ်လိုသွားနေရလဲဆိုတော့ငောက်အမှန်အတိုင်းပြောစမ်း။အမှန်အတိုင်းမပြောဘူးဆိုလို့ရှင်တော့နင်ငါလက်ထဲမှာဒီနေ့ရိုက်ခံရဖို့တာပြင်ထားလိုက်တော့ဒီလိုနဲ့အဖေနဲ့အမေရလည်းအရူရှိကိုရိုက်ကြပါရယ်။အရူရှိလည်းငိုပဲငိုနေကြရပေါ့။သူမငိုတဲ့တောင်ကြားခဲ့ရတဲ့ခါမှာနွားတင်းကုတ်ထေရခလေးလေးကလည်းအတန်အကျဲကြီးနဲ့အောင်ငိုခဲ့ပါရီသူတို့အားလုံးကလည်းခလေးငိုတဲ့အကြာနဲ့အားလုံးအတူတူနွားတင်းကုတ်ထေကိုသွားကြပါရီ ။အာရရှိကလည်းကလေးလေးငုံနေအောင်တွေးရနဲ့ချက်ချင်းပဲသွားပြီးကောက်ချီလိုက်ပါတယ်။ကြည့်ပါဦး။သူဘာတွေလုပ်နေရလဲတကယ်ပါပဲ။ဒီအလောက်တွေလောက်ဖို့အတွက်ကြောင်းမသွားတာလား။ဘယ်သူလဲဒီကလေးကဘယ်သူလဲ။သူ့ကလေးရဲ့အဖေရော။ဒုက္ခပဲဒီမင်းကလေးကတော့ငါတို့ရက်ကွက်ထဲမှာအရှက်ခွဲတော့မယ်နဲ့တူတယ်။ငါတို့မျက်နှာကိုအုံမဲတုံးနေရလား။အရိုရှိရဲ့နေအခုလိုလုံးလိုက်မယ်လို့ငါတို့လုံးဝမထင်ထားခဲ့ဘူးဘလို့လောက်ရက်တာလဲဒီနေ့ကစပြီးငါတို့ကြောင်းအနေနဲ့ကိုထုတ်ပြမယ်နေနောက်နေ့ကစပြီးကြောင်းလာစရာမလိုဘူးအားလုံးကျမတို့အထင်လွဲနေကြတာကျမဘာတစ်ခုမှလုပ်ခဲ့တာမရှိပါဘူး ျမတခုခုလုပ်ခဲ့ရဲဆိုရင်အားလုံးသိမှာပေါ့ကျမဒီကလေးကိုဖះเจ้าရဲ့အနောက်ကနေပြီးတော့ကောက်ရခဲ့တာခြုံပုတ်တွေကြားထဲမှာပြစ်ထားခံရလို့ကျမတို့အမွေးစားဖို့ခေါ်ခဲ့တာသူ့မိဘတွေကဘာမှလဲမသိဘူးလေတမီးတကယ်ပြောနေရယုံပါအဲ့ဒီအချိန်မှာစာသူကြီးတပါးကဒီနေရာကနေဖြတ်သွားနေခဲ့ပါတယ်သူလည်းဒီစကားတွေကြားတာနဲ့ချက်ချင်းရောက်လာပါတယ်ခလေးတလောက်တောင်ပြောနေမှာတော့ဖះเจ้าနာခဏသွားကြည့်လေအမှန်တရားတွေအလုံးကိုသိအောင်လုပ်မှဖြစ်မယ်သူမလိမ်ဘူးဆိုတာကိုငါယုံနေ တမီးလေးရဲ့စကားကိုနားထောင်ပြီးတို့အားလုံးကဖခင်ကြောင်းသွားပြီးဖုံးတော်ကြီးနဲ့တွေ့ခဲ့ကြပါတယ်။ဒါဆိုရင်တော့ဒီကလေးလေးကအဲ့ဒီကလေးပဲဖြစ်ရမယ်။ main ကလေးတယောက်ခြုံပေါက်ကြားထဲမှာလာပြစ်သွားတာ။ဒါဆိုရင်တော့ဖုံးတော်ကြီးကဒီကလေးရဲ့အမေကိုသိတယ်လား။အေးသိတယ်။လွန်ခဲ့တဲ့ရက်ပေါင်း20လောက်ထဲကဒီကလေးကိုပြန်လာရှာနေရလေ။နှစ်နာရီ၃နာရီလောက်သူကကလေးကိုပြန်ရှာနေတာ။ဒီကလေးရဲ့အမေကလည်းအသက်ငယ်ငယ်လေးပဲရှိသေးတယ်။ သူကလည်းလက်မထက်ရသေးပဲခလေးကိုမွေးခဲ့တာဆိုတဲ့အခါကျတော့ပဝင်းကျင်ကိုကြောက်လို့ဖခင်ကျောင်းဝင်းထဲမှာခလေးကိုလာပြစ်သွားတာဒီအချိန်မှာခလေးလေးရဲ့အမေရောက်ရှိလာပါတယ်ဖုန်းတော်ကြီးကခလေးအမေကိုကိစ္စတွေအလုံးပြောပြပါတယ်သူကခလေးလေးကိုချက်ချင်းပဲဖတ်ပြီးငိုနေခဲ့ပါတယ်တော်သေးရပေါ့ငါ့ရဲ့တမီလေးဘယ်ရောက်ရောက်သွားတာလဲအမေကိုခွန်းလိုက်ပါကွယ်အမေဘလောက်တောင်လိုက်ရှာခဲ့လဲတိလားလောကကြီးကိုကြောက်တဲ့အတွက်ကြောင့်မလို့အမေထားပြစ်ခဲ့မိတယ်စင်ကယ်မွန်ဖြစ်ရတာဘလောက်တောင်မှစိတ်ညစ်စရာကောင်းလဲဆိုတာအမေသိရဲ့ဒီအချိန်မှာရာဟုလ်ဆိုတဲ့ကောင်လေးရောက်ရှိလာပါတယ် ။ငါ့အခွင့်အလမ်းပေါ်ငါနဲ့ကိုထားသွားခဲ့မိတယ်။ဒီလိုနဲ့နှစ်ယောက်သားဖခင်အကြောင်းမှချက်ချင်းလက်ထပ်လိုက်ပါရယ်။အာရရှိကလည်းဖခင်ကိုကြည့်ပြီးကျေးဇူးတင်နေခဲ့ပါရယ်။သူမကျေးဇူးတင်ခဲ့တဲ့အချိန်မှာပဲအိမ်ကိုရောက်ရှိလာခဲ့တဲ့စာသူကြီးကိုလည်းမြင်တွေ့ခဲ့ရပါတယ်။သူကလည်းဝမ်းသာပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။ဒီမှာအကိုကြီးခလေးတွေအတွက်ပညာရေးနဲ့ပတ်သက်ပြီးအရန်ကြီးတော့ဖိအားမပေးပါနဲ့။အခုသူကဖိအားတွေအရန်များပြီးတော့ပင်ပန်းနေရလေ။အိမ်မှာကောင်းကောင်းမွန်မွန်သူ့ကိုထားပြီးအချစ်တွေအများကြီးပေးမယ်ဆိုရင်တော့ချစ်ချင်းမေတ္တာကိုသူတို့ကအပြင်မှာလိုက်ရှာမှာမဟုတ်ဘူး။ အာရိုရှိရဲ့မိဘတွေကလည်းမားသွားတယ်ဆိုတာသဘောပေါက်ခဲ့ပါတယ်။ဒီလိုနဲ့အချိန်ပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။အာရိုရှိလည်းကြောင်းပြန်သွားတက်ခဲ့ပြီးစာကိုလည်းအာယုံဆိုင်လေ့လာခဲ့ပါတယ်။သူမလည်းအရင်တုန်းကလိုမှိုင်းတွေးမနေတော့ဘဲနဲ့ဝမ်းသာပြောရွှင်နဲ့ကောင်းမလေးတယောက်ဖြစ်သွားပါပြီ။